မင်္ဂလာပါရှင် INC တရားရေးဌာနက3လအတွင်းအမှုပေါင်း95မှုဆောင်ရွက်ခဲ့ပြီး မတင်းမှု9မှုပါဝင်တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ကရနေပြည်ကြားကလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့တရားရေးဌာနက2025ခုနှစ်တတိယသုံးလပတ်ကာလအတွင်းမတင်းမှု9ခုအပါအဝင် အမှုပေါင်း95ခုဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ 2025ခုနှစ်ဇူလိုင်လကနေစက်တင်ဘာလအထိ3လအတွင်းလူတက်မှုလူတည်မှုသုံးမှုအကျန်းဖက်တက်ဖြက်ရေးဥပဒေအရဆွဲဆိုမှု20မှုမူရင်းစေဝါဥပဒေအရဆွဲဆိုမှု39မှုမတင်းမှုမတင်းကျင့်ရန်အာထုံမှုလူတက်မှု9မှုခိုးမှု3မှုမီးလောင်မှု2ခုရှားစတက်ကြီးအရာဆွဲဆိုတဲ့အခြားပြမှုတွေ3မှုနဲ့အယူခံပြင်ဆင်မှုစုစုပေါင်း ခုနစ5မှုကိုဆောင်ရွက်ခဲ့တယ်လို့ဆိုထားပါတယ်အဆိုပါအမှုတွေထဲက55မှုကိုပြီးပြတ်ဆောင်ရွက်ခဲ့ပြီးအမှု30ကျင်းရှိတည်တယ်လို့ဖော်ပြထားပါတယ်။ IAC တရားရေးဌာနလက်အောက်မှာဥပဒေရေးရာကြေကျက်မှုဌာနခွဲအကျဉ်ဆောင်ရတာပြုပြင်ရင်းနဲ့ပြန်လည်ထူထောင်ရေးဌာနခွဲစီမံပန်တာဌာနခွဲစရတဲ့ဌာနခွဲ၃ခုနဲ့လက်ပတ်လည်ရှိတယ်လို့အတည်ပြုထားပါတယ်။ IEC ရဲ့တရားရေးဌာနကို2023ခုနှစ်နိုဝင်ဘာလ26ရက်နေ့မှာစတင်ဖွဲ့စည်းခဲ့ပြီးတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဖြစ်တဲ့အမှုလိုက်ပါဆောင်ရွက်ခြင်းမူဝါဒဥပဒေရေးရာအကြံပြုခြင်းနဲ့စစ်တုပ်ပန်းတွေရာဇဝတ်တာတွေကိုလူကုံတိတ်ခါနဲ့အငင်းထင်းထင်းဆောက်ရှောက်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိတယ်လို့အတည်ပြုထားပါတယ်ရှင်။